အားလုံးပဲမင်္ဂလာပါခင်ဗျာ S2B Story Cartoon Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကြီးရွာနဲ့မြို့ကိုဆက်သွယ်ပေးထားတဲ့ရှီဟောင်းလန်းကြီးနေ့ဆိုရင်အဲ့ဒီလန်းကြီးကို လူတွေတွာလာကြတော့လဲညာဘက်ရောက်တည်နေဘသူမှထိုလန်းဘက်ကိုလှဲ့ပင်မကြည့်တော့ကြီးဘာလို့လဲထိုလန်းကြီးဘေးတစ်ဖက်တွင် အမျိုးသမီးတအုပ်နေထိုင်နေသူမဟာတေဆုံနေတဲ့အမျိုးသမီးတအုပ်ပါ သူအမျိုးသမီးဟာတရေအလွန်ချုပ်တယ်လို့နာမည်ကြီးပါတယ်။ယနေ့မှာတော့မိတ်ဆွေနှစ်ဦးဟာထိုလမ်းမှာတဆင့်ဖြတ်တန်းသွားရန်လိုအပ်လာခဲ့ပါတယ်။အေးဒီမှာသူတို့ရဲ့အကြီးမားဆုံးအမားဖြစ်လိမ့်မယ်။ရမလား။မင်းဒီလမ်းကိုတွားဖို့စဉ်းစားနေတာတေချာရဲ့လား။ဂျီဝါကိုတွားဖို့အတွက်နောက်တလမ်းတစ်ခုလည်းရှိတယ်နော်။ဟေ့ကောင် နောက်လမ်းကရှိတယ်။ဒီလမ်းကတူတယ်။ ဒရက်အိမ်ကိုရောက်သွားမယ်။ပြီးတော့မင်းဆုံးနေကြောင်းကတကြီးရွယ်ဦးရဲ့ပုံမြင်တွေပါ။မင်းပြောတာမှန်တယ်။ဒါပေမဲ့ဒါလည်းအမှန်ပါပဲ။မနေ့ကမဟေရှဝါရဲ့သူဒီလန်းကန်လေးပဲသွားခဲ့တယ်။ပြီးတော့ဘယ်တော့မှပြန်မလာတော့ဘူး။သူ့ဘမမဆိုးရောက်သွားနိုင်တယ်။လူတွေကအဲ့ဒီလိုပဲသူ့ကိုတရေရဲ့တားကောင်လို့ပြောကြတယ်။လာပါမြင်မြင် ညပိုးနဲ့လာပြီအဲ့ဒီလိုနဲ့နှစ်ဦးသာရှေ့ဆက်သွားကြတယ်ထိုလန်းဟာတစ်ပင်များနဲ့ခြုံပိုးများဖြင့်ဝင်းရံထားပါတယ်ဒီနေရာမှာထူးထူးဆန်းဆန်းဆိုထိုင်းမှုတစ်ခုရှိနေတယ်ထိုချိန်မှာတော့နားထဲမှာဆူးရှစွာ ခံစားရတဲ့တိတ်ဆိတ်မှုကိုခံစားလိုက်ရတယ်ရမလားကြားလားတယောက်ယောက်ကတရွတ်ဒီဘောကိုခြေချတယ်လို့ထင်တယ်လေပဲဘောကွာမင်းရဲ့အကြောက်တရားက လုံကိုလုံပါတယ်။ရုတ်တရက်ဝေးဝေးမှအမျိုးသမီးဦးအမျိုးသမီးတဦးဦးမိသူနဲ့ကို ကြားလိုက်ရပြန်တယ်။ဒါကလေးတိုက်နေတာမဟုတ်ဘူး။မိမတယောက်ရဲ့ရေတံပဲ။ဟုတ်လား။နှစ်ဦးသားရက်လိုက်ပြီးဟိုဘက်ဒီဘက်ကြည်ကြတယ်။သို့တော့မြူခဲတွေသာရှိနေတယ်။လာပါမြင်မြန်ထွက်သွားကြမယ်။နှစ်ယောက်သားခြေလမ်းမြင်မြန်ရှောက်ကြတယ်။ဒါပေမဲ့ရေတံက နီးကပ်လာပြီးယခုဆိုရင် သူမနဲ့သူလမ်းလျှောက်တဲ့တံများကိုလည်းကြားနေရတယ်။တယောက်ယောက်ကငါတို့နောက်ကိုလိုက်နေတယ်။လှဲ့မကြီးနဲ့ဆက်သွားပါ။လေဟာရုတ်တရက်ပို၍အေးလာတယ်။တစုံတဦးကလေမှုတ်တကယ်တို့ခံစားနေရတယ်။နောက်ကခြေတံများကိုလည်းကြားနေရတယ်။အခုတော့ငါလည်းကြောက်လာပြီ။တပည့်များကြားမှာ အမျိုးသမီးတအူးကြီးမှုံွားတဲ့အရေးပုံတန်လဲပေါ်လာတယ်။ရှည်လေးရပြီးဖြန့်ထားတဲ့စပင်းများအဖြူရောင်စာရီမျက်နှာဟာမြူဖြင့်ဖုံးကွယ်ထားတယ်။သူမပဲအရေးဟာနီးကပ်လာခဲ့တယ်။သူမ၏လေပင်ဟာတဖြည်းဖြည်းချင်းလှုပ်ရှားလာတယ်။သူမရဲ့ရေတံဟာလည်းတဖြည်းဖြည်းမြည်တံဖြစ်သူပြောင်းလဲသွားတယ်။ပြေးဟာလေပြေးနှစ်ဦးသာကြောက်လန့်တကြားပြေးကြတယ်။ လမ်းဟာအဆုံးသက်သွားမည်မဟုတ်တကယ်တို့နောက်မှာခြေတံများရေတံနဲ့လက်ကောက်ဝက်အတံများကိုလည်းကြားနေရတယ်။တခါတရံကြောက်ရွံ့မှုကိုမြင်တွေ့ရသေးတာမက၎င်းတို့ဟာ သူတို့နောက်ကိုလိုက်ပါလာနေတယ်။နောက်ဆုံးမှာတော့နှစ်ဦးသာကြီးရွာကြီးအဆုံးဘက်ကိုရောက်ရှိလာကြတယ်။ငါတို့မရဲ့မျက်လုံးတွေကိုမြင်ခဲ့တယ်။အနီရောင်ပဲလုံးဝကိုအနီရောင်ငါ့ကိုတတိပေးအနေနဲ့လား လူတယောက်ယောက်ကိုပြော့ပြကြမယ်။ကြီးရွာတွေကလဖေးဆိုင်မှာရွာသားများ နှစ်ယောက်ထိုင်းနေတယ်။အိုးညီလေးဒီလမ်းမှာတရေရှိလား။ဟာထပ်ပြီးတော့စပြန်ပြီ။ညဆိုလို့ရှိရင်အိတ်မရဘူးလား။ဟုတ်လား။ဒါတွေအားလုံးကတကြီးရွယ်ဝရဲ့ပုံပြင်တွေပါ။ငါတို့ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။တရေရဲ့ခြေထောက်တွေဟာလည်းပြောင်းပြန်ဖြစ်နေတယ်။ မင်းတို့မြင်ရတာက အမှန်ဖြစ်ခဲ့ရင်အခု तू မကမင်းတို့ကိုလွတ်မပေးတော့ဘူး။ဟာရီနဲ့ဂျမ်လာတအုပ်ကိုတအုပ်ကြီးလိုက်ကြတယ်။သူတို့ရဲ့ကြော်ရိုးတွေထဲမှာအေးမြမှုတစ်ခုကစီစဉ်သွားခဲ့တယ်။ဟာရီနဲ့ယမလာတို့ကထိုလမ်းမှာရှောင်းသိမ့်ကကြီးရွာတို့ရောက်ရှိသွားပဲလို့ထင်ခဲ့ကြတယ်။ဒါပေမဲ့တခါတရံကြောက်ရွံ့မှုဟာလည်းသူတို့နောက်ကိုလိုက်လာတတ်တယ်။ပြီးတော့တကားကိုတဖြည်းဖြည်းချင်းခေါက်မှသာရက်တန်တတ်တယ်။ ။လက်ဖေးရဆိုင်မှာတော့ကြေးရွာသားနှစ်ယောက်ဟာရီနဲ့ယမနာတို့ဟာယခုချိန်ထိအသက်ရှူမြန်းနေစေပါ။ကောင်းလေမျက်လုံးနေတာဆိုစိတ်တွေလည်းရှိတာပဲ။ဒါကရေစရာမဟုတ်ဘူး။သူကမကငါတို့နောက်ကိုလိုက်တာအယံနေကြတယ်။ရမလား။မင်းအမှန်ပြောရတယ်ဆိုရင်ဘာလို့သူမကမင်းနဲ့စကားမပြောတာလဲ။ဒါရိုက်ဖန့်ဝင်ဖန့်ဝင်မှာပေါ့။ဒုတိယကြီးဝတာကစဉ်းစားပြီးပြောတယ်။ သူမကတော့ဘယ်တော့မှဒိတ်ရိုက်တိုက်ခိုက်ခြင်းမပြုပါဘူးပထမဆုံးကစားတယ်ကြောက်ရွံ့စေတယ်ပြီးတော့လူသားကကြောက်ရွံ့မှုရဲ့ထိ ंछ ုံမှုအောက်ကိုရောက်သွားရင်ခေါ်ဆောင်သွားတတ်တယ်ဝိညာဉ်နှုတ်သွားတယ်ဟာရီနဲ့ယမလာတအူးကိုတအူးကြည့်ကြတယ်မျက်နှာပေါ်မှာစိုးရိမ်ပူပန်မှုကြီးရွာကြီးလမ်းကြောင်းများထဲမှာနှစ်ဦးသားအိမ်ဘက်သို့ခတ်တွတ်တွတ်ရှောက်သွားတိုက်တယ်ယမလာငါထင်းနေဒီနေ့ငါငါအိမ်မှာအိတ်နိုင်မှာမဟုတ်ဘူးဟုတ်တယ်ငါလည်းအိတ်ပြုံမှာမဟုတ်ဘူး ဝေးရမှာရုတ်တရက်လက်ကောက်တဲ့အနေငယ်ကိုကြားလိုက်ရပြန်တယ်။မင်းကြားလား?ကြားတယ်။ဒါပေမဲ့ဘလို့ဖြစ်နိုင်မှာလဲ။ငါတို့ကကြေးရွာအလေထဲမှာပဲ။အဝေးကအမောင်ထဲမှာလမ်းကြောင်းများဤကိုယ်ကောက်ရနေရာမှာတော့အဖြူရောင်အရေးတစ်ခုတက္ကနမြာပေါ်လာခဲ့တယ်။ပြီးတော့ပျောက်သွားတယ်။သူမကဒီအထိရောက်လာပြီ။နှစ်ဦးသားမြန်မြန်ရှောက်ကြတယ်။ဒါပေမဲ့ခြေတံများဟာသူတို့နောက်မှာလိုက်လာတဲ့အတန်ကိုလည်းကြားနေရတယ်။ဟာရီ။ ်အခုတော့ဒါကရေစရာမဟုတ်တော့ဘူးသူမကတကယ်ပဲငါတို့ကိုလိုက်ချောက်နေပြီလာလာငါအိမ်ကိုသွားမယ်နှစ်ဦးသားအတူရှိမယ်ဆိုရင် ကြောက်စိတ်နေသွားလိမ့်မယ်နှစ်ဦးသားဟာရီရဲ့အိမ်ဘက်ကို ပြေးကြတယ်ဟာရီအိမ်ရှင်စည်းနေရံများတစ်တာတကားဟောင်းသူတို့ဟာ အတွင်းသူဝင်ကြတယ်တကားကိုပိတ်လိုက်ကြတယ်ပြီးတော့အသက်ရှူတံများကိုထိန်ကြတယ်မင်းတကားကိုတေချာပိတ်ပြီပြီလားအေးပိတ်တယ် တန်ချောင်းနဲ့ထိုးထားလိုက်ပြီးရုတ်တရက်ပဒင်းပေါက်အပြင်ဘက်မှာ ထိုးရေတံကိုတစ်ခုကိုကြားလိုက်ရပြန်တယ်။သူမက အပြင်မှာနှစ်ဦးသားတဖြည်းဖြည်းချင်းပဒင်းပေါက်ဘက်ကိုကတ်သွားလိုက်ကြတယ်။အပြင်ဘက်မှာတော့အမောင်သူကကြီးစိုးနေပါတယ်။ဒါပေမဲ့မြူထဲမှာမျက်နှာတစ်ခုတဖြည်းဖြည်းချင်းနီးကပ်လာတယ်။မျက်လုံးညီးပြုံးနေတော့လေနှက်ခမ်းများကို ချုပ်ထားတဲ့ကဲတူဖြစ်နေတယ်။ဖျားရေဒါပါလေ မျက်နှာဟာရုတ်တရက်ပြုတ်ွယ်သွားပြန်တယ်။ပြီးတော့တကားကိုပြင်းထန်သောခောက်တံတုံးချက်ကြားလိုက်ရတယ်။ဒါကတကားကိုချိုးဖြတ်သွားလိမ့်မယ်။ခဏဆောင်ငြင်းငြင်းလေးဒါကငါတို့ကိုကြောက်လန့်စေဖို့လုပ်နေတာဖြစ်နိုင်တယ်။စက္ကန့်အနည်းငယ်တိတ်ဆိတ်မှုပြီးတော့အပေါ်ဘက်ကမိုးမြုံမှလှမ်းသွားတဲ့အတန်းသစုံတစ်ခုကိုလေးလံတော့ရာကတဖြည်းဖြည်းချင်းလှဲ့ပတ်နေတကယ်တော့ဒါကမိုးမြုံပေါ်မှာကြီးရွာတွေကဘသူမှမိုးမြုံပေါ်တက်လို့မိုးမြုံပေါ်တက်လို့ရမှာလေ။ ီမှာလှီကားအောင်ဖြစ်ဘူးရုတ်တရက်ရှင်စေးမူးမြို့ပေါ်မှာလက်ချောင်းများဟာချစ်ကုတ်ချစ်တဲ့အတန်ကိုကြားလိုက်ရတယ်တချို့အတန်များဟာလူသားကြီးခန္ဓာကိုယ်တဲ့သူထိုမြအေးဆက်မှုကိုဖြည့်သွင်းလိုက်တဲ့ဖြင့်အသက်ရှူပင် လေးလံသွားတယ်လို့ခံစားလိုက်ရတယ်ရှမလာတုံ့လုံနေတဲ့အတွက်ဂရင်နားမှာထိုင်လိုက်တယ်ဟာရီငါတို့ကြေးဝါးသားတွေစီကို အကူအညီဘာလို့မတောင်းကြတာလဲညာဘက်ဆိုရင်ဘသူမှတကားဖွင့်မှာမဟုတ်ဘူး ဖွင့်ပေးခဲ့ရင်တော့သူမကတခြားသူတယောက်ကိုလည်းတားကောင်အဖြစ် ခေါ်ဆောင်သွားလိမ့်မယ်။အဲဒီချိန်မှာပဲရုတ်တရက်ပတင်းပုတ်ကသူ့လိုလိုပွင့်သွားပြီးမြူသိန်းတစ်ခုဟာအခန်းထဲသို့ဝင်ရောက်လာတယ်။တကားကိုကိုင်းပြီးတော့မြ мян ပိတ်လိုက်။ဟာရီဟာရီဟာပတင်းပုတ်ကိုပိတ်လိုက်တယ်။သို့တော့သူခံစားမိနေတယ်။တစုံတယောက်ကအတွင်းကနေသူ့လက်ကိုကင်ထားတကယ်တူဖြစ်နေတယ်။ရေခဲလိုအေးဆက်တဲ့လက်ကြီးငါ့ကိုလှုပ်ပါ ရုတ်တရက် လက်ကင်လွန့်သွားပြီးအရာအလုံးပြန်၍တိတ်ဆိတ်သွားခဲ့တယ်။သူမကငါတို့နဲ့ကစားနေတာပြီးတော့နောက်တစ်ဆင့်ကတော့နောက်ဆုံးဖြစ်လိမ့်မယ်။နှစ်ဦးသာကြောက်ရွံ့မှုကြောင့်ဒေါင်းတစ်ခုတွင် ထိုင်လိုက်ကြတယ်။မြင်းလုံးများကတကားနဲ့ပဒင်းပုတ်ပေါ်သို့စိုက်ကပ်နေတယ်။အပြင်ဘက်မှာလေနဲ့သူပါဇက်ရေပတန်ပဲ့တင်တန်နေထွက်နေတယ်။ညာဟာမိတို့မိပုံကုံလွန်ခဲ့တယ်မသိသို့တော့ ဟာရီနဲ့ယမလာတို့၏မျိုးလုံးများမှာအိတ်ဆက်ခြင်းနဲ့မိုင်းပေါင်းများစွာဝေးကွာနေခဲ့တယ်။မနက်ခင်းအလင်းရောင်ဟာရောက်ရှိလာပြီးနောက်မှာတော့သူတို့၏နှလုံးသားထဲတွင်ညာဤအမောင်တို့ဟာကြံ့ရင့်နေခဲ့တယ်။ဟာရီနဲ့ယမလာတို့ဟာလည်းလက်ဖက်ရည်ဆိုင်မှာထိုင်နေလိုက်ကြတယ်။နှစ်ဦးသာပင်ပန်းပြီးကြောက်ရွံ့နေတယ်လို့လည်းထင်ရတယ်။ယမလာငါအမှန်ကိုပြောနေတာဒါကနောက်ထပ်တညဆက်ရှိနေဦးမယ်ဆိုရင်ငါတို့နှစ်ယောက်ယူသွားကြလိမ့်မယ်။ဟုတ်တယ် ဒါပေမဲ့ဘာကြောင့်သူမကငါတို့နောက်ကိုလိုက်ချောင်နေတာလဲဆိုတာငါနားမလဲဘူး။ဆိုင်းရှင်မူဟန်သူတို့စကားကိုကြားပြီးတော့အနားကိုယောက်လာတယ်။မင်းတို့နှစ်ယောက်ရဲ့စကားကကြီးရွာတရွာလုံးပြန့်နှံ့နေပြီ။လူတွေကမင်းတို့တရေမြင်တယ်လို့ပြောနေကြတယ်။မြင်အောင်နေမကဘူး။တွေ့ပါတွေ့ခဲ့တယ်။တညာလုံးပေါ့။တကယ်သာဒီလိုဖြစ်နေရင်မင်းတို့ဘူရာမကိုတွားပြီးတော့ပြောပြတဲ့နေ။မင်းညာက ဟိုမှာထိုင်းနေတဲ့တက်ကြီးလူကြီးလားဟုတ်တယ်သူ့ဘဝမှာဒီလိုဖြစ်ပျက်မျိုးတွေအများကြီးကြုံခဲ့ဘူးတယ်သူကမင်းတို့ကိုအမှန်တရားပြောပြနိုင်လိမ့်မယ်ဘူလာယာမကြီးအိမ်ကျိုးပဲ့နေတဲ့နေရံများတစ်တာတကားဟောင်းဟာရင်နဲ့ယမလာတို့ဟာတကားကိုခောက်လိုက်ကြတယ်လာကြပါမင်းတို့လာမယ်ဆိုတာငါတိခဲ့တယ်နှစ်ဦးသားအတွင်းတို့ဝင်ကြတယ်ဘူလာယာမမိဖို့ကြောင့်နာမှာထိုင်းနေတယ်မျက်လုံးထဲမှာတော့နှက်ဆိုင်မှု မျက်နှာပေါ်တွင်ကြီးမားသောစိုးရိမ်မှု မင်းညာကလေးကကျွန်တော်တို့ထင်မိတာက ခမ ्या တည်တယ်ဆိုတာပဲမင်းတို့ရွေးချယ်ခဲ့တဲ့လမ်းဟာလမ်းတစ်ခုတည်းမဟုတ်ဘူးသူမရဲ့နေနမိတ်ပဲသူမရဲ့နေနမိတ်ဟုတ်တယ်နေနမိတ်ကိုကြောသွားတဲ့သူမြည်သူမဆိုကြောက်ရွံ့သွားခဲ့ရင်သူမအတွက်ကစားစရာတစ်ခုဖြစ်သွားပြီဒါပေမဲ့သူမကဘာတူလဲဘူလာယာမဟာစက်တကန်အနေငယ်တိတ်ဆိတ်စွာနေလိုက်တယ်ပြီးတဲ့နောက်မှာတော့တူတူလေးစတင်ပြောပြတယ် နှစ်ပေါင်းများစွာကဒီကြီးရွာမှာအမျိုးသမီးတဦးနေထိုင်ခဲ့တယ်။ကမလာ ကမလာ၏ခင်မှုဟာလေကွင်းထဲမှာအလုံလုံရင်းနဲ့တည်ဆုံးခဲ့တယ်။ပြီးတော့ရွာသားကြီးရွာသားများကတက်တည်ထောက်တာမရှိဘဲသူမအပေါ်ဆွဆွဲခဲ့ကြတယ်။သူမအစိတ်ခက်တက်ခဲ့တာ။ကြီးရွာသားတွေကဘာလုပ်ခဲ့ကြတာလဲ။သူမကိုတစ်ပင်မှချီးပြီးအရှင်လက်လက်မီးရှို့တက်ခဲ့ကြတယ်။တေရှုံးမဲအချိန်မတိုင်မီ သူမပြောခဲ့တယ်။ ငါရဲ့အဟေတံကိုခမည်းတော်အားလုံးမှတ်မိကြလိမ့်မယ်။ပြီးတော့ငါပြန်လာမယ်။ခမည်းတော်ရဲ့ခလေးတွေကိုခေါ်ဆောင်သွားမယ်။ဟာရီနဲ့ယမလာတို့ထိတ်လန့်သွားကြတယ်။အဲ့ချိန်ကစပြီးနှစ်အနှဲငယ်တိုင်းတစုံတယောက်ထိုလမ်းပေါ်မှာပျောက်ွယ်သွားတဲ့။ပြီးတော့လွတ်မြောက်ပြီးပြန်ရောက်လာတဲ့သူတွေကိုသူမက သူတို့ကိုကြောက်ရွံ့မှုကိုမကြင်မချင်းမကြင်မနှက်နဲ့လိုက်နေတော့တယ်။သူတို့ရဲ့ကြောက်ရွံ့မှုနဲ့သူမရဲ့ဝိညာဉ်မကြင်မနှက်မချင်းဒါမှမဟုတ် သူတို့ကိုပါတူမနဲ့အတူခေါ်ဆောင်မတော်ရမချင်းလိုက်ချုံနေတပါတယ်။ဒါဆိုရင်အခုငါတို့ဘာလုပ်ရမှာလဲ။ညဘက်ရောက်တာနဲ့မင်းတို့အိမ်ကနေအပြင်မထွက်ကြနေတော့ပြီးတော့ဗရင်းဘောက်တကားတွေအားလုံးကိုပိတ်ထားပါ။တူမရဲ့နာမည်ကိုမခေါ်ကြနဲ့။ပြီးတော့တူမရဲ့ရေတံကိုကြားရင်အကြောင်းမပြန်နဲ့။ဒါကြောင့်တူမကအတွင်းကိုဝင်လာခဲ့ရင်ဒါဆိုဘာမှမလုပ်နိုင်တော့ဘူး။ ညာဘက်ဟာရီအိမ်ဟာရီနဲ့ယမလာတို့ဟာ ကတဲ့ပေါ်တွင် ထိုင်းနေကြတယ်။နယံကိုမေးပြီးတော့တကားပိတ်ထားတယ်။ငါအိတ်မပြောဘူး။ငါလည်းပဲအိတ်မပြောဘူး။ဒါပေမဲ့ညီငယ်လေးဘူလာယာမပြောခဲ့တဲ့အတိုင်းလုပ်ပါ။ရုတ်တရက်အပြင်ကခြေတံများကိုကြားလိုက်ရပါတယ်။ဟေးနားထောင်ကြည့်လိုက်ပါ။အဲ့ဒါသူမပဲ။တဖြည်းဖြည်းချင်းလက်ကောက်တံများကိုကြားရပြီးရေတံညီငယ် ဘာမှမပြောနဲ့ဒါပေမဲ့ရုပ်တရက်တကားကိုအားပြင်းနဲ့ခောက်တန်တုံးချက်ဒါကတကားကိုချိုးဖြတ်သွားလိမ့်မယ်နော်နှစ်ယောက်သားကြောက်ရွံ့မှုကြောင့်တအူးကိုတအူးကြီးလိုက်ကြတယ်ပြီးတော့အပြင်ကနေတိုးတိုးပြောတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်ရှာမလားတကားဖွင့်ပါငါမင်းအမေပါဒါကငါအမေရဲ့အတန်ပဲဒါပေမဲ့ငါအမေကသူမရဲ့လှဲ့ကွက်တစ်ခုပဲမဖွင့်နဲ့ရုပ်တရက်ပဒင်းပေါင်းနာမှာ အဖြူရောင်စာရီတစလှုပ်ရှားနေပြီးမျက်လုံးညီများကအသွင်းသို့စိုက်ကြည့်နေပါတယ်။တခါတည်းရန်ကြောက်ရွံ့မှုဟာတကားခောက်ခြင်းမဟုတ်ပါ။ဒိုင်းရိုက်အသွင်းသို့ဝင်ရောက်လာတတ်တယ်။နောက်တနေ့မနက်ကြီးရွာဟာအေဂျင်တာရနေတယ်။ဘူလာယာမဟာဟာရီ အိမ်ဘက်ကိုတွားနေတယ်။ဟာရီအိမ်သို့ရောက်ပြီးအပြင်ကနေအတံပေးခေါ်လိုက်တယ်။ဟာရီရမလားအိမ်ထဲမှာရှိလား။အထဲမှာဘသူမှအတံပြန်ထွက်မလာခဲ့ဘူး။ ဟိုလာယာမဟာစိုးရင်ပြီးတော့အိမ်သွင်းကိုဝင်သွားတယ်။သူ့အသွင်းသို့ဝင်သွားလိုက်တာနဲ့မြင်တွေ့လိုက်ရတဲ့မြင်ကွင်းကသူ့ကိုအံ့အားတင်သွားစေတယ်။ထိုနေရာမှာယမလာနဲ့ဟာရီတို့၏အလောင်းကိုယ်တွေများသာတွေ့ရပါတယ်။ယမလာနဲ့ဟာရီဆိုဒီမှာကြေးရွာ၏နောက်ဆုံးမျှော်လင့်ချက်ဖြစ်သူများသူတို့ဟာယခုအခါအီကာပေါ်ပေါ်တွင်မရှိတော့ပါ။သူတို့၏တည်ဆုံးမှုကိုကြေးရွာတေရွာလုံးပုံမူနှက်ဆိုင်နဲ့အမှောင်တူထဲသို့တွန်းပို့လိုက်ကြတယ်။ ထိုညနောက်ပိုင်းမှာစတင်ပြီးတော့လမ်းကြောင်းတိုင်းအိမ်တိုင်းနဲ့လူတိုင်းမှာတော့တေမင်းဤအရေးဟာစတင်ဝေစားလာခဲ့တယ်။ရာမလာနဲ့ဟာရီတို့ဤအလောင်းများကိုအတူတကွာမိတကြူကြတယ်။မိတောက်ဒီမြင့်တက်နေပြီးတော့ပြန်များဟာလည်းကောင်းငယ်ဘက်သို့ပြန်တက်နေတယ်။ဂျေးဝါသားများဟာလည်းတိတ်တဆိတ်ရက်နေကြတယ်။ဘသူမှပို့ပြီးတော့အော်ဟစ်ချင်းမရှိအမျိုးသမီးများဟာလည်းတိတ်တဆိတ်အင်ကြီးပြပြမျက်ရည်များကိုတုံနေကြတယ်။ကလေးများဟာ အမေများ၏ပွေ့ချီတဲ့တွင်ကျောက်ဆွန်စွာရင်ဝင်ထဲမှ ထိုင်းနေကြတယ်။တကြီးရွယ်များလည်းခေါင်းငုံပြီးတော့ရင်နေကြတယ်။တေမင်း၏အတန်းဟာသူတို့၏အယုဒဲကိုရောက်ရှိတော်တဲ့ကဲ့သို့ဟာရင်နှင့်ယမလာတို့ပင် ရှုံးနေကြရင်အခုတော့ငါတို့အားလုံးအလဲကြတာပဲ။ဖျားသခင်ကသာကျွန်တော်တို့ကိုကူညီနိုင်တော်မယ်။ထို့သောဖျားသခင်ကလည်းထိုကြီးရွာကိုမျက်နှာလွှဲတော်တဲ့ကဲ့သို့ရှိနေတယ်။ဇာပနာမှာပြန်လာပြီးတဲ့နောက်မှာတော့ လူတိုင်းဟာသူတို့အိမ်များတဲ့တွင်ပိတ်လောင်နေကြတယ်။ကြေးရွာကြီးလမ်းကြောင်းများဟာလည်းလူသူကင်းမဲ့နေပါတယ်။လေတိုက်ခတ်တဲ့များနဲ့တကားတများကြက်တန်ကြားရတဲ့များသာကြားနေရတယ်။တက်သားတကားများလှုပ်ရှားနေတယ်။ကြက်တန်များကိုကြားရတယ်။ဝေးရမှာခွေးများစက်တိုက်ညင်းညူနေကြတယ်။ပရင်ပုံမြနောက်မှာကြည့်ရှုတဲ့မျက်နှာများမှာကြောက်ရွံ့မှုကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်။ဘသူမှအပြင်ထွက်ရခြင်းမရှိ အနေရောင်မျိုးဟာပုံမထူထက်လာတယ်။ထိုးမျိုးဟာလမ်းကြောင်တိုင်းအိမ်တိုင်းထဲသို့ဝင်ရောက်နေပါတယ်။ကလေးများချောင်းဆိုးတန်အမျိုးသမီးများမန္နာရွတ်တန်ယောက်ျားများနေရံများနေကပ်ပြီးရှက်နေကြပါတယ်။အဲဒီလိုနဲ့သူတို့ဟာမတိချာမရရပဲဆွဆွဲတက်ဖြက်ခဲ့တဲ့အကျိုးကြီးရလက်ကိုတရွာလုံးဒီပါ ခံစားလိုက်ရပါတော့တယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဇလန်လေးကတော့ဒီမာတင်ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာ။ ။နောက်နေ့တွေမှာလည်းစိတ်ဝင်စားဖွယ်ရကောင်းတဲ့ကာတွန်းတရေဇာတ်လမ်းများကို နေ့စဉ်တင်ဆက်ပေးဦးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးများပြုလုပ်ခဲ့ပြီးအားပေးကြပါအောင်ခင်ဗျာ။ဗီဒီယိုတစ်တင်တိုင်းချက်ချင်းသိရှိနိုင်အောင်လို့လည်း Notification ခေါင်းလောင်းလေးကိုပါတစ်ခါတည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရခင်ဗျာ။ကျွန်တော်တို့ရဲ့ Channel ဟာနေ့စဉ်နေ့တိုင်းဇာတ်လမ်းတင်များကို တင်ဆက်ပေးလျက်ရှိပါရခင်ဗျာ။အားလုံးကိုကျေးဇူးပါခင်ဗျာ။